ဒန်ဝါလေ NDAA တက်တွေလာရှိုးမျိုးပေါ်ကနေအပီးတိုင်စုတ်ခွာနေရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးပေါ်ကနေ NDAA ကိုကန့်တက်ဖွဲ့တွေစုတ်ခွာပေးနေပြီးလာမဲ့ဧပြီလ22ရက်နေ့မှာစစ်ကောင်စီနဲ့အလွဲပြောင်းလုပ်ခွဲရှိတယ်လို့လာရှိုးမျိုးခန့်တွေကပြောပါတယ် လက်ရှိမှာမြို့ပေါ်က NNDAA ရဲ့ရက်ွက်အုပ်ချုပ်ရေးယုံအချို့ကို ပိတ်လိုက်ပြီလို့လုံခြုံရေးအရအမည်မဖော်လိုတဲ့လာရှုမြို့ခံတအူးကပြောပါတယ်။လူတိုင်းကတော့ဧပြီလ22ရက်နေ့ကိုစောင့်ကြည့်နေကြတယ်။သူတို့ကရွှေ့လာတော့ရွှေ့နေကြတယ်။ဒါပေမဲ့မြို့ပတ်ပတ်လည်းမှာ NNDAA တပ်ကအထိုင်ချထားတယ်။သူတို့ကမျိုးပေါ်၁၂ရက်ကွက်ကပဲဖယ်ပေးတာရက်ကွက်၄အုပ်ချုပ်ရေးယုံကတော့မရှိတော့ဘူး ပိတ်သွားပြီးရက်ွက်တအုပ်ချုပ်ရေးယုံကတော့မပိတ်သေးဘူး။ရော်ကြီးကိစ္စတွေရှိနေသေးလို့လို့ပြောတယ်။ကျန်တဲ့ရက်ွက်အုပ်ချုပ်ရေးယုံတွေလည်း AP 78ရှိရက်တွေမှာပိတ်တော့မယ်စစ်ကောင်စီဘက်ကလူတွေလာတဲ့အချိန်မှာလက်လွဲပေးလိုက်မယ်လို့ပြောတယ်။အလွဲပြောင်းမလုပ်သေးခင် လာရှုမျိုးမှာ NNDAA ဆက်ဆံရေးယုံနဲ့ရတက်ဖွဲ့လောက်သာကြံခဲ့မှာဖြစ်တယ်လို့နောက်ထပ်လုံခြုံရေးအရာအမည်မဖော်လို့တဲ့ဒေတာခန်တအူးကပြောပါတယ်။အွှေ့ပြောင်းတွေတော့လုံနေကြပြီး တဲစရာရှိတာကုန်တယ်တဲ့တက်နဲ့ဆိုင်တဲ့ဟာတွေကုန်တယ်တဲ့ NNDAA ကပြောထားတာကဆက်ဆံရေးယုံရဲရဲရဲကြံခဲ့မယ်တဲ့ NNDAA ထိပ်ပိုင်းကောင်းဆောင်တွေနဲ့နီးစပ်သူတူကတော့ NNDAA တက်တွေမြို့ပေါ်ကနေစုတ်ခွာပြီးနောက်စစ်ကောင်စီကိုကန်တဲ့ NNDAA နဲ့တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံထိုင်မဲ့အခြေအနေရှိတယ်လို့ April 3ပိုင်းကပြောဆိုထားပါတယ် NNDAA တပ်တွေကမြို့ပေါ်ကနေစုခွာပေးมาဖြစ်ပေမဲ့မြို့နဲ့၃မိုင်กว่าလောက်မှာဆက်ပြီးနေရာယူထားဥမှာဖြစ်တယ်လို့လည်း NNDAA နဲ့နှိဆက်တဲ့ဒေတာခံတွေက ပြောပါတယ်။ဒါနဲ့ပတ်သက်လို့ NNDAA ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးတယ်လို့ NNDAA တပ်ဖွဲ့ပြောခွင့်ရသူကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ငင်းကြရေးစောင့်ကြည့်လေ့လာသူတဦးကတော့ NNDAA တက်တွေလာရှုမျိုးပေါ်ကနေစုခွာပေးဖို့အတွက်ကုမင်းဆွေးနွေးပွဲမှာသဘောတူခဲ့ကြတာလို့ပြောဆိုကြပါတယ်